စ်တဲ့အတွက်ကျမတို့ကလူငယ်ကျမလည်းထောင်ထဲကိုကြာတဲ့အချိန်မှာအသက်29နှစ်အရွယ်အမျိုးသမီးတစ်ယောက်ပဲထားလို့လာတဲ့အချိန်မှာဒီ၄နှစ်ကျော်၅နှစ်ဆိုရင်ကျမ30ကျော်အရောက်လာတဲ့အချိန်မှာဟိုငငယ်ရွယ်တဲ့အိမ်အောင်ကြားခဲ့ရတယ်ကိုသားသမီးတွေဟလာဟိုဘယ်လိုပြောမလဲဆိုတော့တတန်းနူးတဲ့အချိန်မှာသားသမီးတွေနဲ့လည်းဝေးရတဲ့ဝေဒနာကျမကလည်းလူငယ်ဆိုတဲ့စိတ်ကရှိတယ်ပေါ့နော်လူငယ်ဖြစ်တဲ့အတွက်လှုပ်ရှင်နေ၊ကြိုင်ကျင်နေပြောရမယ်ဆိုဘဝကိုအကျော်တင်းဖြတ်တန်းခြင်းနေပေါ့နော်တခါကျအဲ့ဒီရဲ့ ဖြည့်ဆည်းမှုတွေပါကျွန်မခံစားရတယ်ပေါ့နော်အခုဆိုရင်ဆိုရှယ်မာကြီးလည်းတွေ့ပါလိမ့်မယ်ကိုတို့လုံနေတဲ့လူတွေအားပေးဖို့လိုအပ်တယ်လို့ညင်နေပေါ့နော်လုံနေတဲ့လူတွေကိုတိုက်ခိုက်ရင်စစ်ကောင်စီကအကြိုက်ပေါ့ဒါဝနောဘာလို့လဲဆိုခေဆက်ဆက်မှာဒီနေဝင်တန်းရှင်ခင်းညွတ်လက်ထက်တိဟိုចောင်းသားကိုចောင်းသားနဲ့တတ်ခဲ့တာပြည်သူကိုပြည်သူနဲ့တတ်ခဲ့တာ ဲ့လိုပဲတော်လန်အင်အားစုချင်းကိုပဲသူကတတ်တာသူတို့ရဲ့ဒါစိုက်ဝါကအမြဲတမ်းထဲ့ခဲ့တာလीနော်အဲ့လိုဆိုအဲ့ဒါကိုကျမတို့သိနေဖို့လိုတယ်ကိုချင်းကိုချင်းဖြစ်နေအိမ်မှာအမိသားစုကအစ်စင်မပြင်းပဝင်းကျင်ကဟာလာပဝင်းကျင်ကဘလို့ဝါဖြစ်မလဲကို့မိသားစုမှာစုစည်းနေတဲ့ခါကြရင်ဒီပဝင်းကျင်မှာကြည့်ရမလို့အဓိကလေးစားမှုလည်းရှိရပါတော့ကိုချင်းကိုချင်းဖြစ်နေလေးစားမှုကရှိမှာပေါ့သူတို့လေးစားဖို့အတွက် ်နေနေရလားဆိုတော့မဟုတ်ဘူးလူဆိုတာလူချင်းဝိဆိုတာနားလေဖို့လိုအပ်တယ်လေနော်အဲ့တော့မြင်နေရအဲ့တော့ကိုယ့်ရဲ့ခံယူချက်တွေဒီတော်လိုင်းကြီးမှာကိုယ့်ရဲ့ခံယူချက်တွေယုံကြည်မှုတွေကအတွန်းရှိဖို့လိုအပ်တယ်တော်လိုင်းကြီးချင်းချင်းမြင်လာလေလေကိုယ့်ရဲ့စိတ်စိတ်နေသဘောထားတွေကနူးညံ့လာရမယ်သဘောထားကြည့်ရမယ်ဒါမှလည်းကိုယ်ရင်လိုချင်တဲ့အာနာရှင်ကိုပြုတ်ကြမဲ့စနစ်တိုင်းပွဲတိုင်းမှာကျမတို့ကဖြည့်ချင်းဟိုလမ်းမမှန်နဲ့ဖြည့်ရှင်းနိုင်မယ်လို့လည်းမြင်နေပေါ့နော်ဟုတ်ဟိုလေ ကိုတွေ့တာကတော့ဒီဇူးမေကိုယုံငန်းကိုတစ်ခေါက်လာတဲ့ခါကျတော့လေဒီအချင်းထောင်ထဲကနေပြီးတော့ဒီမဇူးမေတို့ဒီကိုထုတ်ပေးတဲ့ပကြီကားလေးတွေပေါ့နော်ပကြီကားဆိုတာခဲပကြီလေးတွေပေါ့နော်ဟိုနောက်စိတ်တစပကြီလိုလဲခေါ်လို့ရတဲ့ပကြီကားပုံနေလဲတွေ့တယ်ပေါ့နော်ဒီပကြီကားတွေကိုကြည့်ခြင်းအဖြစ်သူတို့ရဲ့နှလုံးသားကိုပါမြင်ရတယ်ပေါ့နော်အဲဒီဟာလေးတွေဟိုမဇူးမေကတေချာကိုထိမ့်သိမ်းထားတာမြင်တယ်ပေါ့နော်အဲ့ပကြီကားလေးတွေနဲ့ပတ်သက်တဲ့ ဟိုဟာလေးပြောပြရာရာသွင်းလေးတွေနည်းနည်းပြောပြပြပါလားဟုတ်ထောင်ထဲမှာကျမတို့မျိုးတော်တဲ့မျိုးပြောမယ်ဆိုမျိုးသမီးလေးနော်သူကပြောရမယ်ဆိုရင်လောကသူတို့ကအားနေနေမနေဘူးသူတို့ကိုသူတို့ကြမ်းမအောင် relax ဖြစ်အောင်အများနဲ့နေရယ်အာပတိပညာတက်တဲ့သူကလည်းပတိတွေဆွဲတယ်ပေါ့နော်ရတဲ့နည်းနဲ့နောက်ဆုံးဟိုဒီထောင်မှာတုံးခွင့်မရဘူးဆိုရင်တော့မြေကြီးပေါ်မှာဒုံးနဲ့ရှစ်ပြီးသူကသူ တင်ယူနေတာမျိုးပေါ့နော်အဲ့လိုပဲဘာသာစကားရဲ့ဆိုလည်းတင်ယူရတယ်ပေါ့နော်ဒီလိုမျိုးနဲ့ပြီးရင်စာဖတ်အားကြီးကောင်းလာတယ်အချင်းချောင်းထဲမှာဒီရောက်လာရင်အနည်းနဲ့အများတော့ကျမတို့စာဖတ်ရတာနှစ်သက်လာတယ်ကျမဆိုလည်းစာဖတ်စာဖတ်ရတာငငယ်လေးတည်းကကြိုက်ခဲ့တယ်ပေါ့နော်စာပတ်စံမဟုတ်နဲ့ပါဝင်မလဲဆိုကျမစာအုပ်ပဲပြေးဝေခဲ့တာပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ဟိုစာဖတ်အားကြီးကောင်းလာတယ်စာဖတ်အားကြီးကောင်းလာတယ်တော့အတွေးကောတွေးကောရာပြောမယ်ဆိုဘေးမရောက်တော့ဘူးပေါ့ ဟိုဒီဒီစာရဲ့သဘောမှာဒီစာကဟိုတင်ယူမှုကိုလမ်းပြတာလားလမ်းမအောင်ဆွဲချတာလားဒီအဲ့လောက်ထိတောင်မှဘယ်လိုပြောမလဲဆိုတော့စာဖက်အားအတွေးခေါ်ရင်ကောင်းလားအဲ့လိုအတွေးခေါ်ကောင်းအားကောင်းလာလို့ရှင်လူကစင်စင်စဉ်းစားဉဏ်ကညာကုတ်မျိုးလာတာပေါ့နော်ဒီຢာကလှုပ်တင်လာဒီຢာကမလှုပ်တင်အောင်လုပ်လာမျိုးတိလာတာမျိုးပေါ့နော်အဲ့လိုဆိုတော့အချင်းနှောင်ထဲမှာနိုင်ငံချင်းစုချင်းသားရသူတို့ကိုသူတို့အားအားမနေဘူးအမြဲတမ်းလိုလိုထိုက်တက်ကော တန်မှာဒါကြောင့်ကျမတို့လည်းလွတ်လာတဲ့အချိန်မှာအတိအယံဖြစ်တာတချို့ရေဆိုအဲ့လိုမျိုးနေနားပါအောင်ကျမ်းမာရေးလည်းဂယူဆိုင်တလို့စိတ်ကောင်းစလင်းလည်းလုပ်ပါအောင်အဲစိတ်ကောင်းစလင်းဆရာဝန်တွေအားစားအဲ့လိုပေါ့နော်ကုညီပေးမိပြောတော့ကိုကိုကိုအတိဖြစ်အဓိကဘာလဲဆိုတော့ကျမတို့ကထောင်ထဲမှာတွေကပြင်ဆင်လာတယ်နော်ဒီစိတ်ကောင်းစီလှုပ်ပေးတာနဲ့ကိုကပြင်ဆင်လာဖြစ်တဲ့အတွက် ready ဖြစ်နေတာအလုံးစုံ ready ဖြစ်နေတာနောက်ဆုံးဥမာပေါ့စွန့်လို့ရမယ့်အရာတွေစွန့်လို့ရရင်တော့မှ okay nga okay တယ် ဒါမျိုးနဲ့သွားခင်တာဖြစ်တဲ့တော့အခုချိန်မှာလည်းဘာကြောင့်လုံနိုင်နေလဲဆိုလို့ရှင်အဲ့ဒီစိတ်ပဲအဓိကဟိုကိုယ့်ရဲ့ခံချက်ယုံကြည်မှုကိုဟိုရေးဆွဲခဲ့တာရေးဆွဲခဲ့တာဖြစ်တဲ့တော့အဲ့ဒီတိုင်းကိုပဲရှာမှတ်ပြီးတော့ပဲကိုယ့်ဟာကိုကိုယ့်ဘာပေါ့နော်ကိုယ့်ရဲ့ဘာကျွားဆိုအခုဆိုလို့ရှင်အာဘယ်သူမှဘာမှမကိုယ်လဲကိုယ့်ကိုကိုယ်ကိုယ်တယ်ဒီနေရာကသွားတင်လားဒီနေရာကမသွားတင်ဘူးလားဒီစကားကပြောတင်လားဒီစကားကမပြောတင်ဘူးလားကိုယ့်ဘာကိုကိုယ်လိုက်တယ်ပေါ့နော်ကိုယ့်အဝိုင်းမှာကိုယ်ကိုယ်လိုက်တဲ့အတွက်အာအနည်းဆုံးတော့ကျမစိတ်အဆင်ပြေတယ် ွားအဓိကဟိုကျွန်မလုံးရမယ်အကြောင်းကျွန်မမြင်လာတယ်ဥမာပေါ့ကျွန်မအကျဉ်းထောင်ယူလုပ်တဲ့အတွက်ကျွန်မခံနေရတယ်ကျွန်မအကျဉ်းထောင်ယူလုပ်နေရတဲ့တနေ့တနေ့ထောင်ကျင်းထောင်နဲ့ပတ်သက်ရင်ကျွန်မအကုန်ကျွန်မပါချိရယ်ဘယ်လိုမျိုးခံနေရလဲစာဘယ်လိုမျိုးဒီအကျဉ်းဥစရဝင်နေနေလှုပ်လိုက်ပြီဆိုတာအစအဲ့လိုမျိုးကျွန်မအမြဲတမ်းကျွန်မပါအချိန်ဆက်တယ်အမြဲတမ်းရှူရယ်ရှိရယ်ပေါ့အဲ့တော့ဒီကျင်းထောင်နဲ့ပတ်သက်ရင်လိန်လို့မရအောင်လိန်လိန်လို့လည်းမရအောင်အဓိကတစ်ခုပဲကျွန်မတို့က ကျင်းထောင်ထဲမှာလည်းစိတ်နဲ့ဖြတ်သန်းလာတယ်။ခံစားချက်ခံယူချက်တွေနဲ့ဖြတ်သန်းလာပဲ။ဒီအကျင်းဆောင်မှာရှိတဲ့ဝင်ရမ်းတွေစစ်ကောင်စီရဲ့ဒီစစ်ကောင်စီစခန်းတွေမှာရှိတဲ့ဒီစားအဖတို့ဟဲ့လားသူတို့သူတို့ရဲ့အချိုးတွေကိုကျွန်တော်တို့သိလာတာဖြစ်တဲ့အတွက်လိန်လို့မရအောင် ဒီလူတွေဒီဝင်နှန်းတွေဒီလိုချိုးချွင်ငါတို့နိုင်ငံချင်းစုကြဘလို့ဖိခံနေရပြီသူပါအောင်တန်းတန်းတိရအဲ့တော့ဒီချင်းတော်နဲ့ပတ်သက်ရင်တော့လာမလင်နဲ့ကျမတို့တော့ဆုံးတီသွားမှာဖြစ်တဲ့တော့ဒီအချင်းဦးစီးမှာရှိတဲ့ဝင်နှန်းတွေလည်းလာမဖိနိုင်နဲ့ထောင်ထဲမှာလည်းအဲ့လိုပဲအာဒီကစ်ပုံစီရိုင်းနေအဲ့တော့အကူရောလည်းဒီမဒီထောင်ကစ်ပုံကြီးကိုအများနဲ့စီရပါသူတို့လူကြီးလမ်းကြောင်းအဓိကဘာလဲဆိုရင်လူကြီးလမ်းကြောင်းလာပြီဆိုထောင်သူတန့်ရှင်းရှင်းထားပါတယ်ပေါ့အမှန်ကတော့သူတို့က ိုင်ငံချင်းသူချင်းသားတို့တပေးခွဲပက်လည်နဲ့ထားတာကိုထားတဲ့အတွက်အဲ့ဒီနေရာတွေမှာဆိုရင်စားတော့လဲစားလဲဒီနေရာသွားလဲဒီနေရာအဲအဲ့လိုဆိုတော့အဲ့လဲဒီနေရာဖြစ်တဲ့အတွက်ပိုးကောင်ကြီးအများကြီးပဲအပွဲစိတ်လို့အကောင်ကြီးကညားတယ်ဘာလို့ဆိုဒီမုတ်ပဲတဲ့ရတာအနံ့ရတယ်နာကြတယ်အဲ့တော့ပွဲစိတ်တော်ကြီးထဲမှာနိုင်ငံချင်းသူတွေကအဲ့နေရာပဲဒီဒီကြောတခင်းစာနေရာလေးမှာပြီးတဲ့ခါကျရှင်ရန်ကရှင်ညားဆိုရှင်ကိုက်တော့ရှင်ကိုက်အဲ့ရှင်ကိုက်တဲ့ဝေဒနာဆိုတော့ကိုယ်ရင်ရှိရင်ဒီမှာဟိုဘယ်လိုပြောမလဲဆိုတော့ ဟိုကာကွယ်လို့ရတယ်လေနော်ဟိုခြင်သေးဖျန်းတာမျိုးပြီးတဲ့ခါကျရင်ခြင်သေးခွေထုံးတာမျိုးခြင်သေးခွေထုံးတာမျိုးခြင်အောင်ထောင်းအိတ်တာမျိုးခြင်မှာလုံးဝရှင်းအောင်ပေးမှမတွေ့လားရှင်းအောင်လည်းပေးမသွေးသလိုခေါင်းနဲ့လည်းအိတ်ခွေမပြူအဲ့တော့ကျမတို့ကဘာလုပ်လဲကိုယ့်ရဲ့ပါတဲ့ဝိသား၄၅စုံရှိရင်အဲ့ဒီ၄၅စုံလေးကိုပဲခေါင်းလေးခေါင်းလေးလုပ်ပြီးတော့ခြေချခေါင်းပြီးတော့ခေါင်းလေးလုပ်အဲ့တော့ထောင်းထဲမှာဒီလိုအာနာသိမ်းပြီးတော့ဒီ2021ကနေ2025အထိမှာ ိုင်ရင်ချင်းသူချင်းသားဒီလင်းနှစ်ကျော်၅နှစ်ထီတောင်မှကိုယ့်ရဲ့အဝိစားလေးနဲ့ခေါင်းလာခဲ့ရတဲ့ခံစားချက်ဒါတို့ကျမတို့သိဖို့လိုအပ်တယ်အခုဆိုရင်ရေမလုံလောက်တဲ့ရေမလုံလောက်တာဖြစ်ကြတယ်ရှိုးရေပြဒီချိန်ဆိုကျမတို့သိရေမလောက်တော့တခါလေးရရင်ချိုးရေအခွက်နဲ့ပေါ့ခုနှစ်ခွက်ပဲရှိရမယ်ဘေးခုနှစ်ခွက်လောက်မလဲစပြာတိုက်ရမှာရှိမယ်ဟဟလာညနာတိုက်ရမှာရှိမယ်ခေါင်းချော်ရမှာရှိမယ်ဒါမျိုးနဲ့ဆိုတော့ ဒီမလုံလောင်းတဲ့အတွက်ဘာဖြစ်လာပြီလဲဆိုရင်အရေးပါယောဂါကြီးစလာ။ရာနာတွေဖြစ်လာမယ်။အဝိတ္တရာဒါဝိတ္တာရုပ်ဖြစ်တဲ့အတွက်ကျမတို့ခါးတွေမြူးသမီးကိုပို့ထိုးတယ်။ဓမ္မရာလာပြီဆိုလို့ရှိရင်ဘယ်လိုဝိတ်ရမလဲ။အဓိကဟိုဘယ်လိုပြောမလဲဆိုတော့မလုံလောက်ရင်ဟို ဖြစ်ပြီးယောဂတွေကပြင်ပယောဂတွေဝင်ပါတယ်ပတ်တန်ရှင်းပြင်ပယောဂတွေပြင်ပယောဂဝင်လာမယ်တန်ရှင်းဖို့တို့ကရေရရေရလို့ရှိအဲ့တော့ခုကလက်ရှိမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဆေးဝါးမလုံလောက်မှုတွေအချင်းဆောင်တွေမှာဖြစ်နေဆေးဝါးမလုံလောက်မှုတွေအချင်းဆောင်တွေမှာဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုအခုအကိုတို့လည်းမြင်ပါလိမ့်မယ်အချင်းဆောင်တွေမှာဘာကြောင့်ဆုံးပါသွားပါလဲဆိုပြီးမိသားစုစီကိုပို့ရဲစားအေးဘိုးစာရလေးတရွတ်15ကျက်လောက်ပဲအသက်ကျမတို့အသက်တည်းက15ကျက်ပဲတန်လာလား မေးခွန်းထုတ်ရှင်တာနော်အိမ်မှာကျမတို့ကဒီတေးပါတယ်ဆိုတော့တီဝင်ရတာလားဒါရမှားနေဘာကြောင့်တည်တယ်ဆိုတော့ကျွန်တော်တို့ live ကိုလိုအပ်တယ်ဒါပေါ့အကျဉ်းတော်မှာနိုင်ငံရေးကျင့်သူကျင်းသားတယောက်ကျမ်းမာရေးမမမကျမ်းဖြစ်ပြီဆိုကျွန်တော်တို့ live ကိုလိုက်ရမယ်တည်ပြီးသွားတဲ့အားချင်းဟိုချိတ်ဆက်ရမယ်ဘယ်လိုမျိုးအသက်တစ်ချောင်းကျွန်တော်ကယ်နိုင်လေးလေးကျွန်တော်တို့ကဒါကြောင့်လိုမလဲဒါပဲဒါကိုလိုက်နေရမှာအဲ့တော့ အခုဆိုရင်လည်းအခုအခုဆိုရင်လည်းကျမတို့ထောက်တစ်ထောင်အခုကိုကိုနဲ့အခုကျမပြောနေကြတာကျမထောက်တစ်ထောင်နဲ့ချိတ်ဆက်ရရပေါ့နော်ချိတ်ဆက်ရရတဲ့အချိန်မှာနိုင်ငံချင်းစုကျင်တာ၄50လောက်ကဒုက္ခရောက်နေစာရီရောကျမ်းမာရေးရောအရေးပြားယောဂါရောအဒီကတီဗီယောဂါမျိုးတွေနောက်ဆုံးဘာဖြစ်လာလဲဆိုအဲ့ဒီကြောတခင်းစာတပေကွဲပက်လယ်နဲ့နေရတဲ့အတွက်ပြီးရင်ကျမတို့ယောဂါရှင်ယောဂါရှိရဲ့လူကိုတတ်တတ်မထားဘူး ကျမတို့အဓိကအခုပဲကျမ်းမာရေးချူတော့ပေါ့နော်လူတန်းစားခွဲစရာမလိုဒါပေမဲ့ကျမ်းမာရေးချူတော့နေဆိုကျမတို့ကစေးယုံဆိုလဲစေးယုံစေးယုံဆိုလဲစေးယုံပေါ့နော်ပြီးတဲ့ခါကျရင်အာဘယ်လိုပြောမလဲဆိုတက်တက်စီထားရမှာပေါ့နော်ဘာဖြစ်လဲဆိုအကုန်လုံးရောထားရတဲ့ဘာဖြစ်လာလဲဆိုအခုက TV ယောဂကြီးကျင်းအောင်နေထဲမှာဖြစ်နေပြီပေါ့နော်ပြီးရင် HIV လိုမျိုးယောဂကြီးကူးစက်ခံနေရတယ်ဘာဖြစ်လဲဆိုတော့ကျမတို့လက်သေးညက်မပေးဘူးอืม ကျမ်းမာရေးတကူရေးသုံးနေဆိုရင်တခုဆိုရင်တော့ညသုံးရတာမျိုးတွေလုံးဝဘယ်လိုပြောမလဲဆိုတော့စေဝါမလုံလောက်ဘူးပြီးရင်ကျမတို့ကိုဗစ်ဖြစ်တဲ့အချိန်မှာကိုကိုယ်တိုင်လည်းကိုဗစ်ဖြစ်တဲ့အချိန်မှာဆေးရုံဆောင်မှာမလောက်လို့ဆိုပြီးတော့သူတို့တီဗီရောဂါကိုရတဲ့နေရာတီဗီရောဂါဆောင်မှာတော့ပို့တော့ပြီးတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့မှက်မှက်ရရပေါ့နော်အင်းစိန်ထောင်ဟိုအင်းစိန်ထောင်မှာပေါ့ဦးစီးမူအဲ့ဒီသူကမလုပ်လဲဆိုတော့ငပိပစ်ပေးတယ်ငပိရှူတဲ့ ။မပိချီလို့အနံ့ရလို့ရှိရင်ကိုမပိချောက်ဘူး။